anger on the streets of Manila once again. Nearly two months after some of the most violent protests the Philippine capital had seen. ဖိလစ်ပိုင်နိုင်ငံမှာရေကြီးရေလျှံမှုအရှုပ်တော်ပုံအတွက်တရားမျှတမှုနဲ့ပြည်လင်းမြင်သာမှုရရှိရေးအတွက်ဩဇာကြီးတဲ့ဘာသာရေးအဖွဲ့တစ်ဖွဲ့ဦးဆောင်ပြီးထောင်နဲ့ချီတဲ့လူဦးရေများစွာဟာနိုဝင်ဘာလ16ရက်ကမနီလာမြို့ရဲ့လမ်းပေါ်မှာဆန္ဒပြခဲ့ကြပါရယ်။ကမ္ဘာတိုင်ပွင့်ပုံတိုင်းတန်အခမ်းရဆုံးနိုင်ငံများမှာထောင်နဲ့ချီရဲ့ရေဘေးကာကွယ်ရေး project များဟာ စံချိန်မမီမပြည့်စုံသောမဟုတ်ယူရှင်ချင်းမရှိကြောင်းတွေ့ရှိပြီးနောက်လူထုရဲ့သောတာတွေမြင့်တက်လာခဲ့ပြီးအခုလိုလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာပါဆန္ဒပြသူတွေဟာစီးပွားရေးယုံကြည်မှုနဲ့စီးပွားရေးတိုးတက်မှုကိုထိခိုက်စေတဲ့အဂတိလိုက်စားမှုဆိုင်ရာပုံမှန်မဟုတ်မှုတွေအပေါ်ပွင့်လင်းမြင်သာမှုနဲ့တာဝန်ခံမှုတို့ကိုတောင်းဆိုခဲ့ကြပါတယ် 2022ခုနှစ်ကစပြီးရေကြီးရေလျှံမှုထိန်းချုပ်ရေးအတုံးစိပြည်ဆို945ဘီလီယံဒေါ်လာ9.63ဘီလီယံထက်ကစီမံကိန်းထောင်ပေါင်းများစွာဟာစံချိန်စံညွှန်းမမီတယ်လို့မှတ်တမ်းမတင်ထားခဲ့တာဒါမှမဟုတ်မရှိခဲ့တာကိုပြသခဲ့ပါတယ်။နိုဝင်ဘာ16ရက်မနီလာပီလီအော်နာကကွေရီနိုအထူးတန်းပွဲကြည့်စင်မှာစုဝေးခဲ့ကြတဲ့အဖြူရောင်ဝတ်စံတာပြသူတွေက ပိုကောင်းတဲ့ဒီမိုကရေစီအတွက်ပွင့်လင်းမြင်သာမှုအမှန်တရားကိုထုတ်ဖော်ပါအပြစ်ရှိသူကိုတာဝန်ခံခိုင်းပါနိုင်ငံရေးကိုမလိုက်စားဘဲတရားဥပဒေစိုးမိုးရေးလွှမ်းမိုးတင့်တဲ့စားတဲ့အစာတွေကိုရေးထားတဲ့စိုင်းမုတ်တွေကိုကန်ဆောင်ဆန္ဒပြခဲ့ကြပါတယ်ကျေပြန့်လာတဲ့အရှုပ်တော်ပုံကြောင့်စီမံကိန်းတွေကတစ်ဆင့်အများပြည်သူလုပ်ငန်းအရာရှိတွေအ धिक လှုပ်ဆောင်ရေးအမှုဆောင်တွေနဲ့ဥပဒေပြုအမတ်တွေကိုယ်တိုင်ကြေဝှက်ချမ်းသာလာတယ်လို့လည်းဆွဆွဲခဲ့ကြပါရယ် ဆန္ဒပြပွဲကိုခရစ်တော်ရဲ့ဖခင်ကြောင့်လို့အတိတ်ပဲရပြီးအင်္ဂလိပ်စီယာနေခရစ်တိုလို့ခေါ်တဲ့အတင်းကအဖွဲ့ဝင်တွေကိုစီယုံပြီးဥဆောင်ခဲ့ပါတယ်။အုပ်စုလိုက်မေးပေးမှုအတွက်လူ widetilde များတဲ့ဒီအဖွဲ့ကိုနိုင်ငံရေးသမားတွေကဆွေးဆောင်လို့တည်တာထင်ရှားတဲ့နိုင်ငံရေးဩဇာရှိနေပါတယ်။အခုနှစ်အစောပိုင်းမှာတမဒမှာကိုဆောင်ရည်ကြီးရည်ရှမ်းမှုထိန်းချုပ်ရေးဌာနတွေမှာပီဆိုဘီလီယံပေါင်းများစွာအကတိလိုက်စားမှုဆွဲချက်ကိုစုံစမ်းစစ်ဆေးဖို့ကော်မရှင်တရက်ကိုဖွဲ့စည်းခဲ့ပါတယ်။